င်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာတုံညရေးသားထားတဲ့တခိုင်ဆိုတဲ့လုံမိုက်ဇာတ်လမ်းကောင်အတွဲနဲ့ရဲ့အပိုင်း30ကိုပြောပြတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ နားဆင်ခံစားပေးကြပါအောင်ခင်ဗျာတို့ယူဆက်သွယ်ဖို့မင်းစီစဉ်ပေးနိုင်မလား တတ်ခိုင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီလိုဆိုတော့မျိုးထိုက်တယောက်မှာခေါင်းကိုနှိမ့်လိုက်ရင်ဖြင့်အဲ့လောက်ကတော့ရတယ်အပူအေးဆက်သွယ်ပြီးရင်ပြောလိုက်ငါလာတွေ့မယ်လို့အကိုကြီးအဲ့ကောင်တွေဘတ်ချောင်းမသွားတာကောင်းလိုက်မယ်နော်ကျွန်တော်ဒီဘက်ကိုချိန်လိုက်မယ်မင်းမထွေးကလည်းဒီဘက်ကိုပေါ်တင်လာရဲမယ်လို့ထင်နေလို့လားငါဘာမှမလုပ်ရင်တော့ဟာသူ့ဝိုင်းပြီးတော့စီမဲ့ကောင်တွေမှာအများကြီး ဒါပေမဲ့ဖျောက်မျိုးတိုင်းစောက်စကားမရှိနဲ့ကွာငါပြောသလိုလုံဆန်းမင်းစောက်ကြောက်လားကွာတက်ခိုင်မှာနည်းနည်းကျဲသွားတဲ့ပြင်မျိုးထိုက်လေဇက်ကလေးပူသွားရတော့တယ်ဟုတ်ပါကိုကြီးကျွန်တော်ကအကိုကြီးကိုစိုးရင်လို့ပါဘယ်ကောင်းမှနှခါပြန်မသေးပါဘူးကွာသေတော့လေအတိတားကြီးတက်ခိုင်ထိုးတို့ပြောပြီးတော့ဖာချန်းကိုမင်းညစ်ပြီး ်ဖွာဆိုင်လိုနေပါတော့တယ်မျိုးထိုက်ကလည်းဝေစကီနှငုံခန့်အောင်ပြီးတော့တိတ်တဆိတ်စဉ်းစားခံဝင်နေတယ်ဒီကိစ္စငထုံးတို့ရခိုင်ကြီးတို့ကိုတော့မတိမတာလှမ်းပြီးတော့အကြောင်းကြားရမယ်နောက်မှသူ့ကိုစောက်ခွတ်ထိုးခြင်းလဲထိုးပစီတော့ပါရတဲ့ဒေတနည်းရဲ့အမားစားပါတဲ့သတင်းစကားကြားမှာတိုးကြီးတယောက်မှပြာရာခတ်လို့နေပါတယ်ဒီနေ့တက်ခိုင်သူ့စီလာမှာကိုဒီလိုဆိုတော့ ရှိသမျှသူ့ရဲ့လူတွေကိုအကုန်ဆုလိုက်ပြီးပေါ်တင်တမျိုးကင်းပုံးဝစ်ပြီးတော့တဖုံအမျိုးမျိုးအစုံစုံဖြင့်သူ့အထွတ်အန်တရယ်မဖြစ်စေဖို့ကြိုတင်ပြီးတော့ကာပါလှုပ်ထားပါတယ်။မျိုးထိုက်ကတဆင့်တက်ခိုင်ချင်းခိုင်းတဲ့နေရာကလည်းဆတ်ဆန်းလေစိတ်ကန်းနာမှရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။တက်ခိုင်မှာခိုးပကန်းမှာဘိုးချနေတာကိုတိုးကြီးကသိတယ်လို့ဘယ်နဲ့သူ့စီကိုမျက်ဆောင်ထိုးမလဲလို့တွေးတောပြီးတော့ ကြိုတင်ပြင်ဆင်ထားသူလည်းဖြစ်လေတယ်။အခုတော့သူ့စီကိုစိုက်ဆိုင်မြတ်မြတ်ရောက်ရှိလို့လာခဲ့ပြီး အဖြူလားအမဲလားတော့တဲတဲကွဲကွဲမသိရပါ။နေလေတချက်တိခန့်တက်ခိုင်မျိုးထိုင်မင်းသူနဲ့လိုရမရခေါ်တာတဲ့တက်ခိုင်ခြာတဲ့ဆယောက်ခန့်ဆက်ဆန်းဘတ်ကိုရောက်ရှိလို့လာခဲ့တယ်။အဲ့ဒီအပြင်တက်ခိုင်မသိအောင်မျိုးထိုင်လှမ်းပြီးတော့အကြောင်းကြားထားတဲ့ငတ်ထုံးတို့ကလည်း အဖွဲလိုက်ကြီးကြိုတင်ပြီးတော့ရှောက်ရှိလို့နေကြတယ်။သို့ပါတော့လေတယောက်တည်းအားစီရှုပ်ဖြတ်ပြီးနေနေချတာကြောင့်တက်ခိုင်တောင်မှတတိမထားမိပါ။လိုရင်းကိုပဲပြောမယ်ကိုတက်ခိုင်။ခမားပါတွေကြော်ခွာအောင်မလို့လေ။ခါဆုပ်ဆုပ်လက်ဖိတ်ဆိုင်တစ်ခုထဲမှာတက်ခိုင်တို့ထိုင်ပြီးတော့စကားပြောနေခြင်းဖြစ်ပါတယ်။တက်ခိုင်နဲ့တိုးကြီးတို့နှစ်ယောက်သာထိုင်နေပြီး ကျန်သူတွေမှာအသေးသေးမှတ်တမ်းရှက်နေတယ်။တခြားဝိုင်းများမှာတော့အခြားသောစားသုံးသူများလည်းရှိနေကြပါတယ်။တို့ငါစကားကိုစကားလို့ပြောမလို့လားခဲ့တာ။တခုချိုးပြီးတော့ပြောမယ်နော်။မင်းအပိုင်နဲ့ဆိုပြီးတော့ငါ့ကိုဖင်တော့မရနဲ့။ဟာခမရရင်းလာရည်တာ။အေးပြုံမနိုးဆိုပါတော့ကွာ။အဲ့တော့မင်းကဘာလုပ်ချင်လို့လဲ။မမျော်လင့်ပဲနဲ့ အခြေအနေကရုတ်တရက်တင်းမာသွားခဲ့တယ်။နှစ်ဖက်စလုံးကလူတွေကလည်းအစင်အသင့်အနေအထားပါ။တိုးကြီးရဲ့လူတွေကတော့ပိုပြီးတော့များတာပေါ့။ဒီလိုဆိုတော့မျိုးထိုက်တယောက်မှ အခြေအနေကိုကမန်းကတန်းဝင်ပြီးတော့ထိန်းလိုက်ရပါတယ်။ကိုတို့ရေကျွန်တော်တို့အေးဆေးပဲပြောအောင်ဗျာ။မျိုးထိုက်အခုအခြေအနေကဘယ်လိုမျိုးလဲ။တိုးကြီးကမေးလိုက်ခြင်းဖြစ်ပါတယ်။ ဘလို့မှမဟုတ်ဘူးဘာမှလည်းဖြစ်เสียမလို့ဘူးကျွန်တော်တို့အကိုကြီးပြောတာကိုစုံအောင်သာနားထောင်လိုက်ပါဒီလိုဆိုတော့တိုးကြီးတယောက်မှာတက်ခိုင်ဘက်ကိုပြန်ထာပူလိုက်ပြီးဘာလဲဆိုတဲ့သဘောဖြင့် မေးဆက်လို့ပြလိုက်ပါတယ်တိုးကြီးငါမယုံတော့တဲ့ပဲပြောမယ်မဲကောင်တွေငါအနောက်ကိုနောက်အောင်ခံလိုက်ခိုင်းသေးတာဟာခမည်းတော်နောက်အောင်ခံလိုက်ခိုင်းဖို့နေနေတတ်တာကျောက်ဟာနဲ့ကျောက်တော်ဖင်ရားလို့မကောက်ပါဘူး အလက်ချောင်းအကောင်တွေနဲ့ဘင်းဘလို့ကြိတ်ရှိတယ်။တခါရဲ့စကားကြောင့်တိုးကြီးမှာစိတ်တူသွားတဲ့ပုံစံဖြစ်ပဲ။အဲ့လောက်ကတော့ဗျာဒီကောက်မီလည်းရတာပဲ။မျိုးထိုက်ကိုလက်ညိုးထိုးပြပြီးထိုးတို့ပြောလိုက်ခြင်းဖြစ်ပါတယ်။တခိုင်ကလည်းတီတီရက်နဲ့တမင်မေးနေခြင်းဖြစ်လေတယ်။တိုးကြီးတခိုင်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ပြော။ တိုးရီရဲ့ထူးတန်ကြောင့်တခိုင်မှာစိတ်တူလို့သွားတော်လေသူ့စိတ်ကိုသူပြန်လဲပြီးတော့ထိမ့်လိုက်တယ်မင်းစောက်ထိုးနဲ့ကြိတ်ရှိလားငါ့ကိုပွင့်လင်းလင်းပြောဘယ်ရစောက်ထိုးလဲရွှေပြည်သားပေါက်ပေါက်ချာချာပြာအေးအဲ့ဒီကိစ္စကိုရှင်းရှင်းလင်းလင်းသိကြလို့လာခဲ့တာပဲနောက်တစ်ခုထဲပြောရရင်အလက်ချောင်းကိုပါငါပြင်းတော့ပါဒီကိစ္စကလည်းငါစတာမဟုတ်ဘူးအဲ့ဒီကောင်တွေအရင်စတာ ဲ့တော့မင်းဘယ်လိုလုပ်ချင်လဲဂျားနေလုံးမလားဝင်းပါမလားဝင်းပါမယ်ဆိုရင်တော့ဒီဘက်အချမ်းမှာမင်းအတွက်ခွင်တွေပိုများသွားမယ်ဝင်းမပါဘူးဆိုရင်ရောအဲ့ဒါတော့မင်းသမိုင်းလေငါပြောရရှိတာပြောပြီးပြီတက်ခိုင်မှာဒီလိုပြောပြီးလက်ဖက်ရည်တံကုန်ဂုံလိုက်ပါတယ်။ကွာလိုက်တာဝီစကီအရသာနဲ့တိုးကြီးတယောက်မှလည်းစင်စားကန်းဝင်နေတယ်။ရှင်းရှင်းပြောရရင်သူ့ရဲ့ပလင်ကလည်း လှုံနေတာကြပါပြီ။တက်ခိုင်သူ့စီလာမယ်ဆိုတော့တခုခုဖြစ်တော့မယ်လို့တွေးမိပြီးရှေ့ရှိသမျှအင်အားစုအကုန်လုံးကိုစူထားလိုက်ပါတော့တယ်။အခုတော့သူထင်တယ်လို့မဟုတ်ပါ။အဲ့ဒီအပြင်တက်ခိုင်ကိုဒီနေရာမှာဝိုင်းပြီးတော့တတ်မယ်ဆိုရင်ဖြစ်နိုင်ခြေကရှိတော့လေအချိုးတော့မရှိနိုင်။ကျွန်တော်ဝဲတော့မပါချင်ဘူးဗျာ။ပြဿနာတွေမရှင်းကြဘူး။ဒါပေမဲ့မသိချင်အောင်စောင်းနေပြီပဲ။ ကျန်တာကိုတက်ခိုင်လှုပ်ချင်တာလို့အေးအဲ့ဒါဆိုရင်လည်းပြီးရောကွာတက်ခိုင်ထိုးသူ့ပြောပြီးတခြားပြောစရာရှိတာတွေပြောပြီးတော့ပြန်ထွက်လို့သွားပါတယ်တိုးကြီးရဲ့ခြားတဲ့များမှာတော့တိုးကြီးများတစ်ခုခုအချက်ပြမလားလို့စောင့်ကြည့်လို့နေကြတော့လေတိုးကြီးကဘာမှအချက်မပြခဲ့ပါအစိဒီဘဲယူဒီအတိုင်းလှုပ်ပေးမလို့လားចောင်းသားတယောက်မှာ တိုးကြီးကိုမေးလိုက်ခြင်းဖြစ်ပါတယ်ဒီလိုဆိုတော့တိုးကြီးတယောက်မှတောက်ကတည်းပြန်မဖြေပဲလက်ကိုသာကာပြလိုက်ပါတော့တယ်တိုးရဲ့ဆုံးပြတ်ချက်မှန်သွားတယ်လို့ပြောရမယ်တက်ခိုင်တယောက်မှလူတဲဆိုတာခေါ်လာခဲ့သည်ဆိုတော့ညာလေငတ်ထုံးရခိုင်ကြီးမျိုးစော်နောက်နောက်မင်းစာတို့အပြင်မျိုးစော်ရဲ့ចောင်းသားတော်တော်များများ သူတို့ပပတ်လေမှာစောင့်ကြည့်နေကြခြင်းကြောင့်ဖြစ်ပါတော့တယ်ရုပ်ချုပ်ရုပ်ချုပ်ဖြစ်လျင်ဝင်ခုတ်ဖို့တော့အစင်တဲ့ပါ အခုတော့ဘာမှမဖြစ်တော့သူတို့လည်းကိုယောင်ဖြောက်လို့ွားကြပါတော့တယ်ကျိုးဆိုပါတယ်ကွာတက်ခိုင်ပြုံပြုံကြီးပြောလိုက်ခြင်းဖြစ်ပါတယ်ဒီနေ့မှဘယ်ကြီးတယောက်အပြင်ပြန်ပြီးတော့ထွက်လာခဲ့တာကိုငထုံးတို့လည်းပြန်ရောက်နေပြီဖြစ်လေတယ်အကိုကြီးကျွန်တော်ဘယ်မှာနေပြီးတော့ဘာလုပ်ရမှာလဲမင်းနေရာမင်းပြန်နေလေကွာသာပေမဲ့ ဖျားမင်းဆောင်ရမ်းကြောက်တတ်နေရင်ရထားပေါ်မှာရှောက်သီးဆေးပြသွားရောလီးလိုပဲတက်ခိုင်ရဲ့စကားကြောင့်ပဲမဲကြီးတယောက်မှာမခန်းကျင်စိတ်ဖြစ်လို့သွားတဲ့ပုံစံဖြစ်ပဲကျွန်တော်ကဘာလို့ကြောက်ရမှာလဲလာချင်တဲ့အကောင်လာခဲ့ဗျာဘယ်ကောင်းမှမလာဘူးမင်းနဲ့အောင်မင်းနိုင်အောင်ထိဒီလိုဆိုတော့မဲကြီးတယောက်မှာခေါင်းကျိန်လိုပြလိုက်တယ်တော်ယုံမိုက်ကုံနဲ့ဘရင်တော်လိုနေရာမျိုးကို ထင်းချုံလို့ရမှာတော့မဟုတ်ပါငါကိုယ်တည်းကလူမိုက်တွေပို့လို့ပေါက်နေတဲ့နေရာဖြစ်ပါတယ်သို့ပေမဲ့လည်းမဲကြီးဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ကြိုက်တဲ့အကောင်လာခဲ့အချိန်ကတော့ည၈နာရီခန့်တမိုင်းဘူတာယုံလမ်းနဲ့တပင်ရွှေထီးလမ်းတော့မဲကြီးနဲ့သူ့အဖွဲ့ငိုင်းဆိုင်ငိုင်းဆိုင်ဖြင့်ရှောက်လာခဲ့ကြတယ်အကောင်လုံးကမိုးနေပါတယ်စွတ်စွပေါင်း၈ရောက်ဖြစ်ပါတယ် အကိုကြီးတို့ဝဲမလားတချို့6000ပဲပေးငတဲ့တရောက်ထိုးတို့လာရောက်ပြီးမိတ်ဆက်နေခြင်းဖြစ်ပါတယ်ဒီလိုဆိုတော့ဟဲ့ယာမင်းတို့ခေါင်းကဘာတူလဲမဲကြီးမေးလိုက်ခြင်းဖြစ်တော့တယ်ဟာဘသူဖြစ်ဖြစ်မင်းစောက်ဘူးပါလားဩကဲအဲ့ဒီငတဲ့ရဲ့စကားအဆုံးမှာမဲကြီးတပည့်တရောက်အားရပါရပြင့်ပြီးတော့ထိုးလိုက်ခြင်းပါမဲကြီးကိုယ်တိုင်ကလည်း ခြေတလုံးအကြားမှာအဝတ်အစားဖြင့်ချီနှောင်ထားတဲ့တံမြောင်ကိုဆွဲပြီးတော့ထုတ်လိုက်တယ်။ဟမ်ခွေးမသားဒီစကားပြောနေတယ်။လာခဲ့။အေးလို့မဲကြီးမှထိုးထုတ်ပြောပြီးစောနာကခြာတိတ်ကိုဓားဖြင့်လိုက်ပြီးတော့ထိုးပါတော့တယ်။သို့ပါတော့လေတချမ်းမှာတော့မထိပါ။အဲ့ဒီခြာတိတ်ကလည်းပြေးတာပါလှစ်ခနေပဲ။စင်စစ်တော်မဲကြီးမှဝါဝဖိုင်ဖိုင်အကောင်ကြီးကြီးဖြစ်တာကြောင့် အထောက်ကနေပြေးပြီးတော့မလိုက်နိုင်ဒီလိုဆိုတော့ဗံပြောင်ကိုကြစ်ကြစ်ပါအောင်စုတ်ရင်းဖြင့်မဲကြီးဘရင်တော်ကိုပြန်ရောက်ပြီကွာကြိုက်တဲ့ကောင်ထွက်ခဲ့စမ်းဖာကောင်းစောက်ဆင်းနဲ့လီးစကားပြောတဲ့ကောင်ကြီးလည်းထွက်လာခဲ့ကွာအကုန်ခုတ်တက်ပြင်မယ်မဲကြီးမှာဘလူးဆိုင်တီးပါတော့တယ်ဘသူမှစကားကမဟရဲပါမဲကြီးရဲ့ပုံစံကလည်းတကယ်လုံးမဲ့ပုံစံပါသိတ်တော်လည်းမကြလိုက်တလအတွင်မှာမဲကြီးမှာဘရင်တော်ကို ထိမ့်ချုံနိုင်သွားပါတယ်။အရင်ကလူဟောင်းတွေကတော့ထွက်ပြေးတဲ့သူပြေးမဲကြီးလက်အောက်ကို ဝင်သူကဝင်နဲ့ရှုပ်ရှက်ခတ်လို့နေကြပါတော့တယ်။ဘာမှမတော့မသိဘူးအခုကြီးကစားလို့တော့အတော်ကောင်းတယ်။ကျွန်တော်ကစုံရွက်နဲ့ကြော်ပေးထားတယ်။စခိုင်းတယောက်မှာဒီလိုပြောပြီးတော့သူကိုယ်တိုင်ကြောလာတဲ့မှုပကံကိုတတ်ခိုင်စီကို ရှူလာပေးပါတယ်။အချိန်ကလည်းညဘက်ထမင်းစားချိန်ကိုရောက်ရှိလို့နေပါပြီ။ ဟဲ့ဘာမုံမမ်းမသိပဲချက်เสียလားဟာအကုန်ချွနေအောင်ပဲတက်ခိုင်ပြောလိုက်ချင်းဖြစ်ပါတယ်ကျွန်တော်စားပြီပါကြီးကိုရဘာမှမဖြစ်ပါဘူးဒီလိုဆိုတော့တက်ခိုင်တစ်ချက်ကြည့်လိုက်တယ်ခတ်လုံးလုံးနဲ့မွေးမြူရီပုံများဖြစ်ပါတယ်မွေးမြူရီမကားလို့ခွေးဥတဲ့မှုဆိုရင်လည်းပြဿနာက မရှိပါတက်ခိုင်ကမှုဆိုရင်အသေးချိုက်သူဖြစ်ပါတယ်ထမင်းစလုံးတွေကို ငပိရဲ့နှဆုံးလောင်းထဲတယ်။အဲ့ဒီနောက်မှာမှုဟင်းသုံးစုံခတ်တယ်ပြီးရောနေလိုက်ပြီးတော့တလုံးမြီးလိုက်ကြည့်ပါတယ်။အင်းကောင်းတယ်ဟာ။တက်ခိုင်ပြောလိုက်ခြင်းဖြစ်လေတယ်။အဲ့ဒီနောက်မှာအတိုးအမြုပ်များဖြင့်ရောပြီးတော့တက်ခိုင်တယောက်အားရပါရစားတော့တယ်။ရခိုင်ကြီးကတော့သူတို့အကိုကြီးကိုကြည့်ပြီးပီတိဖြစ်လို့နေပါတယ်။ဖုံးမြည်တဲ့အတန်ကြောင့်မိုးကြော်ရဲ့ဆရာဖြစ်သူ ဘီဘီအကြီးပိုင်းကျော်စံတယောက်မှာဖုံးကင်လိုက်ပါတယ်ဟယ်လိုဟုတ်တယ်ဒီကောင်ကိုညှိမရအောင်ဖြစ်နေတယ်ထညှိဖို့မပြောနဲ့တော့ဆရာကြီးကျွန်တော်တတော်ကူမှညှိပြီးမရဘူးကျွန်တော်ကောင်လီတော်မှအဲ့ဒီကောင်ကြောင့်လေအထဲကိုရောက်နေတယ်ရတယ်ဆရာကြီးတို့အဆင်ပြေတယ်လို့လို့အဓိကအဲ့ဒီကောင်မရှိရင်ပြီးရော ဒီနောက်မှာ ပြောစရာရှိတာပြောပြီးကြော်စန်းတရောက်ဖုံးချလိုက်ပါတော့တယ်။ရန်ကုန်နယ်မြေမှာခြေကုပ်ယူဖို့သူတို့အဖွဲ့အစည်းအနေဖြင့်လွန်စွာမှအကုံအကျခံခဲ့တယ်။သို့ပါတော့လေတက်ခိုင်ကိုတော့ဘလို့မှစီးယုံလို့မရဖြစ်နေပါတယ်။တက်ခိုင်ကိုစီးယုံလို့ရရင်သူတို့အတွက်များစွာအကျိုးရှိမည်ဖြစ်လေတယ်။သို့ပါတော့လေတက်ခိုင်အနေဖြင့်လုံးဝကိုမှလက်မခံပါ။ အဲ့ဒီအပြင်သူတို့အဖွဲ့ဝင် တော်တော်များများမှာတက်ခါရဲ့လက်ချက်ကြောင့်အထဲကိုဝင်သူကဝင်အသက်ပြောက်သူကပြောက်ဖြစ်နေချတော့တယ်ဒါကြောင့်မလို့ကျော်တန်းတယောက်မှာအထက်ကိုအကူအညီလှမ်းပြီးတော့တောင်းလိုက်ခြင်းပဲဖြစ်ပါတယ်ဒီပွဲကတော့တက်ခိုင်တယောက်အထိနာတယ်လို့ကျော်ဆန်းကိုတိုင်ကလည်းအသက်ပြောက်မိမှကျော်ဆန်းကိုတိုင်မသိခဲ့ပါလေးတစ်ချက်ဝေးလိုက်တိုင်းပါ ဆောင်းတွင်းရဲ့အဲအေးဓာတ်ကခန္ဓာကိုယ်အတွင်းကိုစိမ့်ပြီးတော့ဝင်နေပါတယ်။အချိန်ကတော့နနက်၄နာရီခွဲခန့်။တက်ခါရဲ့ခြံအနားမှာလူနှယောက်ရစ်တီရစ်တီလုံနေကြတယ်။ကန်ဆိုးကျင်တော့ကင်းဆောင်ခြာတိတ်များမှလည်းအိမ်ငိုက်လိုနေကြပါတယ်။ထိုလူနှယောက်ထဲကတယောက်မှာလက်ထဲကအထုပ်သုံးတော့ကိုခြံထဲကိုပြစ်ပြီးတော့ထည့်လိုက်တယ်။အိမ်နောက်မှာခတ်တုတ်တုတ်ပြန်လဲပြီးတော့ထွက်ခွာလို့သွားကြတယ်။ နက်နက်၈နာရီခန့်တက်ခိုင်တို့လမ်းကြားထဲမှာရဲကားတွေပြည့်နှက်လို့နေပါတယ်အထူးသဖြင့်တက်ခိုင်ရဲ့အိမ်စီကိုဥတီနေကြခြင်းဖြစ်တော်တယ်ရဲတွေဆိုတော့တက်ခိုင်ရဲ့တပည့်ချမ်းဆောင်တွေလည်းမဖြစ်မနေတကားဖွင့်ပြီးလှည့်ရပါတယ်ဝင်ရောက်လာတဲ့တက်ဆိုင်ရာရဲတွေမှာတရေတခုကို အတိအကျသိနေတဲ့ပုံစံဖြင့်ခြံအတွင်းကိုအင်အားအပြည့်အစုံဖြင့်ရောက်ရှိလို့လာခဲ့ကြတယ် အဲ့ဒီတဲကအကြီးပိုင်းတချို့နဲ့စုံတော့ပြန်ဟန်တူတူနှစ်ယောက်ခန့်ကတော့ခြံထဲမှာတစုံတစ်ခုကိုအသေးအတန်ရှာနေကြပါတယ်။나이ဝက်ခံအကြာဆရာဒီမှာတထုပ်တွေ့တယ်။ခြံထဲမှာလိုက်လံရှာပွေးနေတဲ့ရဲတပ်ဖွဲ့ဝင်တယောက်မှထပြီးတော့ပြောလိုက်ခြင်းဖြစ်လေတယ်။မရှိမနှောင်းပဲစုံတော့တယောက်စီမှစကားတန်ပေါ်ထွက်လို့လာခဲ့ပါတယ်။ဆရာ ဒီမှာလဲတထုပ်တက်ခိုင်ကတော့ငထုံးတို့လာပြီးတော့နှုတ်တဲ့ဖြင့်အိမ်မုံစုံွားဖြင့်ထားလိုက်တော့လေဘာမှကိုနားမလဲပါအဲ့ဒီအချိန်လက်နက်အပြည့်အစုံကင်ထားတဲ့ရဲတပ်ဖွဲ့ဝင်တချို့တက်ခိုင်ကိုဝိုင်းလိုက်ကြပါတယ်ကိုတက်ခိုင်ဘိုးရဲ့ဇေဝနဲ့ပတ်သက်ပြီးတရင်အတိအကြာရထားတယ်အခုလဲခြံထဲမှာတက်တီတွေရှာတွေ့ပြီးခုခံဖို့တော့မစင်းစားပါနဲ့ ကျွန်တော်တို့မှပြစ်မိန်ပါတယ်။နေထိုင်တယောက်မှတနက်ဖြန်ချိန်ရင်နဲ့ထိုးသူ့ကိုပြောလိုက်ခြင်းဖြစ်ပါတယ်။ဒီလိုဆိုတဲ့အခါမှာတော့ခဏလေးနေကြပါအောင်။ဘာမူရစီွားလဲ။ကျွန်တော်ညီတွေကဘဲကောင်တွေလောက်တာလဲ။ကျွန်တော်ရှင်းပြပါမယ်။တက္ခာရဲ့စကားအစုံစောနာကနေတိုင်းမှထမှန်ပြီးတော့ ပြောလာတယ်။ခမည်းမူရစီရောင်းဝယ်ဖောက်ကလုံနေတယ်ဆိုတဲ့တဲ့င်းကို တတ်သိနေတကွလာရောက်ပြီးတော့အကြောင်းချထားတယ်။ကျွန်တော်တို့ရှာပွေးတဲ့အခါမှာလည်းခမည်းချန်တဲမှာအမှန်တကယ်ကိုမှအဖြူနှထုတ်တွေ့ရတယ်။ဒီချန်ကခမည်းအမိပေါင်းနဲ့ဝဲထားတာ။အဲ့တော့ခမည်းမှာတာဝန်ရှိတယ်။ဒေဒင်းရဲ့စကားအဆုံးမှာတက်ခိုင်ခေါင်းအတော်စားသွားတယ်။မိမိကိုယ်တိုင်ကမူရစ်စီသုံးဆွဲသူမဟုတ်တလို့လက်အောင်ငယ်သားတွေကိုလည်းမူရစ်စီမသုံးဆွဲဖို့အတင်းအကျပ်တားမြစ်ခဲ့ပါတယ်။ အခုကဘာဖြစ်တာလဲတတ်တယ်တွေကဘာမှလဲတတ်ခိုင်မေးလိုက်ခြင်းဖြစ်ပါတယ်စခန်းမှာရှိပါတယ်ခမရစခန်းရောက်ပါရှင်ဟာအဲ့ဒီလိုလွယ်လွယ်ပြောလို့ရမလားဗျာဆရာတို့ပဲစဉ်းစားကြည့်ကျွန်တော်အမှန်တကယ်မူးယစ်စီတို့ဘိန်းတို့ရောင်းနေပဲထားပါဦးကျွန်တော်ကကျွန်တော်ခြံထဲမှာမျိုးကျဲတို့လိုက်ပြီးတော့ပြစ်ထားပါမလားဗျနောက်ပြီးတော့တတ်တယ်ဆိုတာကလည်းသူထွက်ဆိုချင်တာထွက်ဆိုလို့ရတယ်လေဥပမာ ဆရာချန်ထဲမှာမိုးရစီတွေ့တယ်လို့ကျွန်တော်ကထွက်ဆိုရင်ရောခံပြားအဲ့ဒီလိုထွက်ဆိုရင်လဲကျွန်တော်ကကျွန်တော်ချန်ထဲမှာသွားရှာဖို့အသင့်ပဲလောလောဆယ်တော့ခံပြားရဲ့ချန်ထဲမှာဘိန်းပြူနှစ်ထုပ်ရှာတွေ့တယ်စခန်းကိုလိုက်ခဲ့ပါပြီးမှကြံတာရှင်ဒီလိုဆိုတော့တက်ခိုင်တယောက်သူ့ညီတွေဘက်ကိုလှမ်းပြီးတော့ကြိလိုက်တယ်အဲ့နောက်မှာဒေါသတွေကိုမျိုးချရင်တာဝန်ရှိတဲ့သူများခေါ်ဆောင်လာအနောက်ကိုအသာတကြီးလိုက်ခဲ့ပါတော့တယ် အကိုကြီးငါထုံးလာပြီးတော့ခေါ်လိုက်ချင်ပါရက်ခိုင်ကြီးမှာတော့ အခြေအနေကို ကြည့်နေပါတယ်သူ့ဘာသူတနတ်မကားလို့လောင်းချပဲပါပါ အခွင့်တာရင်ဝင်ပြီးတော့ခုတ်ဖို့အတွက်စဉ်းစားထားတယ်ဟဲ့ရောက်တယ်ဘယ်ကောင်းမှဘာမှမလုပ်နဲ့ငါပြောတာကြားရင်တော့ငါစကားနားမထောင်လို့တော့ငါနဲ့တွေ့ပြီသားမထောင်ဝင်စာလာတွေ့ရင်ဝတ်သားရင်းလေးပါလေချက်လာခဲ့တက်ခိုင်မှာထိုးထုတ်ပြောပြီး ကားပေါ်ကိုတက်သွားတော့တယ်ငါထုံးတဲ့ရခိုင်ကြီးမှာတော့ဘာလုပ်လို့လုံးဝမှမသိပဲကြံနေခဲ့ပါတော့တယ်သူတို့အကိုကြီးမှားထားလို့ဘာမှလည်းမလုပ်ရပါအင်းအကိုကြီးကဝတ်သားရင်ချက်လာခဲ့တဲ့ရခိုင်ကြီးမှာထိုးတို့တွေ့ပြီးအရှောင်းရှောင်းအနာနာဖြင့်မိဘို့ဆောင်ဘက်ကိုရှောက်လန်းလို့သွားမိတယ်စိတ်နဲ့လူနဲ့တော့မကပ်ပါငါထုံးကတော့တစုံတစ်ခုကို တွေ့တွေ့ကြည့်စဉ်းစားလို့နေပါတယ်တက်ခိုင်တဲ့တင်းကိုကြတော့ ကျန်တဲ့အပိုင်စားလူမိုက်ကြီးများမှလည်းအသီးသီးလာနေကြတယ်။တက်ခိုင်စခန်းကိုရောက်သွားတော့သူ့ကိုချောက်ချလိုက်တဲ့အသီးသက်တွေဆိုသူနှစ်ဦးကို တွေ့လိုက်ရှာပါတယ်။နှစ်ယောက်စလုံးကတော့သေမထူးနေမထူးပုံစံတွေပါ။တက်ခိုင်မှာမထီတထီပြုံးလိုက်တယ်။လှောက်ထားအောင်ပေါက်ပါဆိုတဲ့သဘောပဲဖြစ်ပါတယ်။ဒီကိစ္စလုံးဝမယုံဘူး။လူတတ်မှုနဲ့ဆိုရင်လည်းထားကွာ။ငါမငင်းလို့ဘူး။ငါတို့အကိုကြီးတော့ဘူးရစေရှောင်းတဲ့သူက မူးယစ်စီအမှုနဲ့ကြရတယ်ဆိုတော့လီးပဲပေါ့အဲကန်းထဲမှာငါထုံးပေါက်ခွဲနေခြင်းဖြစ်ပါတယ်ဘေးမှလည်းကြံတဲ့သူတွေအဆုံအလင်ရှိနေတယ်တော်ယုံလာခဲ့တဲ့ကြော်စိုးတောင်မှရောက်နေပါတော့တယ်မင်းသားဘဲကောင်လက်ချက်လဲစုံစမ်းပြီကွာရခိုင်ကြီးပြောလိုက်ခြင်းဖြစ်ပါတယ်မင်းသားကထိုသူ့စုံစမ်းထောက်လန်းရမှလွန်စွာမှ တော့ပါတယ်အချိတ်အဆက်အပေါင်းအသင်လဲပေါ်လီတယ် မပူပါနဲ့ကိုရခိုင်ကြီးကိုရခိုင်ကြီးမပြောလေကျွန်တော်ကကျွန်တော်ခြာတိတ်တွေကိုစုံစမ်းခိုင်းပြီးသားဒီရပိုင်းအတွင်းမှာတခုတော့သိရလိမ့်မယ်အကိုကြီးအစားတယောက်ယောက်ဝင်ပေးလို့မရဘူးလားဒီတခါဝင် ပြောလိုက်တာက အနိုင်ပါဒီလိုဆိုတော့ငထုံးမှာခေါင်းကိုခါလိုက်ပြီမရလို့ပေါ့ကွာလို့ပြန်ပြီးတော့ဖြေးလိုက်ပါတယ်ငါလခွားလို့ပဲကွာဒိတ်ဒိတ်ကျလူမကြီးတယောက်က ဘာမဟုတ်တဲ့အမှုနဲ့ထောင်ကြရတယ်လို့တောက်အတိတ်ပဲဝမရှိဘူးရခိုင်ကြီးပြောလိုက်ခြင်းဖြစ်ပါတယ်သူ့ရဲ့စကားကိုတော့အကုံလုံးက စိတ်ဆိတ်နေခြင်းဖြင့်ထောက်ခံကြပါတယ်တကယ်လည်းအတိတ်ပဲမရှိပါငထုံးတစ်ယောက်ကကိုစိန်ညွန့်ကိုဖုံးတောက်ရှောက်ခေါ်တော့လေလုံးဝကိုမမကင်ပါမင်းစားရေမင်းမြမြဆုံဆန်းပြီးရင်တော့ငါနဲ့တွေ့တာပေါ့ကွာငထုံးမှဒီလိုပြောပြီး ဝီစကီခွက်ကိုကောက်ပြီးတော့ကင်လိုက်တယ်။သူတို့အကိုကြီးမရှိတော့ဝီစကီတောင်မှအခြားသာပေါ်ပြက်ပြက်ဖြစ်နေတယ်လို့ပါပဲ။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာတုံညာရေးသားထားတဲ့တက်ခိုင်အတွဲနဲ့အပိုင်း20နောက်ဆုံးထွက်ထားတဲ့စာမူလေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါ යි ခင်ဗျာ။ကြံရှိနေတဲ့အပိုင်းများကိုလည်းစိတ်ရှည်လက်ရှည်စောင့်မျှော်ပေးကြပါတို့အားလုံးကိုမြတ်တာရက်ခံရင်းနဲ့ဒီနေရာမှာတင်ဒီကုံ၆ပါ යි ခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ထပ်အောင်ပဲဖြစ်ပါတယ်ခင်ဗျာ